လန်ဒန်မှအိန္ဒိယသို့ပြည်တော်ပြန်ခရီးကြံအားလုံးပဲမင်္ဂလာပါ။ Bami Records and Minutes ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီ။ဒီနေ့ recap ပြုလို့ပြီးတော့မဲ့ဇက်ကားလေးကတော့မင်းသားရှိရှရခန်အဓိကပါဝင်ထားပြီးတော့လူ9ယောက်အိန္ဒိယကနေလန်ဒန်မြို့ကိုထွက်ခွာဖို့ကြိုးစားပုံနေတဲ့အသံအပတ်ချာတစ်ခုရောက်တာနဲ့မွေးရမြို့ကိုတတိယပြီးတော့ဗီဇာမပါဘဲပြန်လာခြင်းချတဲ့အရှုပ်တော်ပုံကြီးကိုကြည့်ရှုရမှာပါ။ဒီဇက်ကားမှာအမိမြို့ကိုချစ်တဲ့စစ်သားတယောက်ရဲ့ဂရုတစ္ဆာနဲ့အဖိနှိတ်ကလူနေမှုအတိုင်းဝိုင်းတိုင်းကနေပြီးတော့ မတူညီတဲ့ဘာသာစကားတွေသင်ယူရင်မိသားစုစားဝတ်နေရတော့ပြည်ပမှာအလောက်ထွက်လုပ်ကြမယ်သူတွေရဲ့အခက်အခဲကိုအထင်သာမြင်တွေ့ရမှာပါအိန္ဒိယနိုင်ငံပန်းရှားလူမျိုးတို့ရဲ့ဒလီထုံးတမ်းတွေနဲ့နေဆက်ဒေသအခက်အခဲအတားအဆီးတွေကိုလည်းဖော်ပြပေးထားပါတယ်ဒီတော့အိန္ဒိယကနေလန်ဒန်ကိုနေဆက်ပေါင်းများစွာခက်ခဲစွာခိုးဝင်လာပုံတွေကိုအညွှန်းတွေသိမပြောတော့ပဲကြည့်ရှုလိုက်ရအောင်ပါဇလန်ရဲ့အစမှာတော့လန်ဒန်မြို့ရဲ့ဆေးရုံတရုံမှာမာနုဆိုတဲ့အမျိုးသမီးဆေးရုံတက်နေတာကိုတွေ့ရမှာပါ။သူမဟာသက်ရှိရေးထံကနေပြီးတော့ဆလိတ်ဘူးကိုယူပြီးဆလိတ်တော့ဖို့အလုပ်မှမိသွားပါတယ်။ မာနုဟာတန်ရှင်ရဲ့သမားကိုပတ်စံပေးပြီးတော့ဆေးရုံအပြင်မှာဆက်လိုက်တော့ဖို့ညံစင်ပါတော့တယ်ဆေးရုံပြင်လဲရောက်ရောသူမဟာခိုးထွက်သွားပြီးတော့ဒရက်ဘိုင်တန်လန်းကြီးနဲ့လန်ဒန်ကအိန္ဒိယဗီဇာရုံးကိုရောက်သွားပါတယ်ဗီဇာရုံးကသူ့အသည့်ရုံးခန်းကိုစကားဝင်ပြောပြီးတော့သူမဗီဇာပမာလဲလို့မေးနေပါတယ်လာဝကရှင်းနေကလည်းသူမရဲ့အိန္ဒိယဗီဇာကခက်တာကြောင့်တခြားပါကစ္စတန်စင်ကာပူတရုတ်ဒူဘိုင်းဗီဇာတွေအချိန်မီလေးလုခိုင်းလို့ရတယ်လို့ပြောနေပါတယ်မာနုကလည်းသူမကအိန္ဒိယနိုင်ငံကပန်ချက်ပြင်းနေအမရာကိုသွားချင်နေတော့ရှင်ကအစ္စလမ်နိုင်ငံတွေရွေးပို့နေတာလားလို့မေးလိုက်ပါတယ် ောက်တော့မာနုကသူမကိုအိန္ဒိယကိုလိုက်ပို့နိုင်မဲ့တယောက်ထဲသောသူရှိတယ်လို့သတိရသွားပါတယ်။လာဘကရှင်ဒီကဟာရီဆိုတာဘသူလဲ။ဟိုအယူဆက်သားလားလို့ပြောလိုက်ပါတယ်။မင်းနဲ့အဆက်အသွယ်ရှိနေလား။လွန်ခဲ့တဲ့25နှစ်ကအဆက်အသွယ်ပြတ်သွားတာ။အခုပြန်ရှာမလာလို့မေးလိုက်ပါတယ်။မာနုကလည်းရှင်ရှိနေတာပဲအဆက်အသွယ်ရအောင်လုပ်ပေးလို့ပြောလိုက်ပါတယ်။တဖက်မှာတော့လာထူမျိုးမှာတက်ကြီးအားကစားပွဲပြိုင်နေတဲ့အမြင်ကွင်းကိုတွေ့ရမှာပါမီတာ200မီတာ400ရွှေတိစိတ်ဆုရှင်တွေကိုတိုင်ကမိတ်ဆက်ပေးနေပါတယ်နောက်ဆုံးမှာလာထူမျိုးရဲ့ရွှေတိစိတ်ဆုရှင်ချန်ပီယံဟာဒီဆင်းကိုမိတ်ဆက်ပေးလိုက်ပါတယ် တိုင်ရဲ့ဘေးကိုအင်္ဂလိပ်ဆရာဂျီတူဖုံးဝင်လာတော့တိုင်ကပိတ်ခိုင်းနေတာဖြစ်ပါတယ်။မိသားအပြည့်ပွဲကစတော့မှဖြစ်တာမို့ဖုံးကင်လိုက်ပါတယ်။လန်ဒန်ကဖုံးပစ်ပြီးတော့ပြိုင်ပွဲလဲတာထွက်ရောဟာရီကိုဆက်တာဖြစ်တာမို့ဂျီတူဟာကွင်းထဲကိုလိုက်အောင်ပါတော့တယ်။နောက်ဆုံးမရတဲ့အဆုံးတိုင်ရဲ့မိုက်ကိုယူပြီးတော့ဟာရီလန်ဒန်ကဖုံးခေါ်နေတယ်မာနူးလို့ဩပြောလိုက်တော့ပြေးပွဲတဲ့တာဝင်တော့မဲ့ဟာရီဟာပန်းဝင်တော့မဲ့အရောက်မှာရက်လိုက်ပြီးတော့မာနူးစီဖုံးပစ်ကင်ပြီးတယောက်နဲ့တယောက်အလွမ်းတင်နေကြတာတယောက်ကြောင့်တယောက်မေးနေကြပါလိမ့်။မာနူးကဖုံးထဲကအကြောင်းတော့မသိချင်နဲ့၂၁ရက်နေ့ဒူဘိုင်းကိုလာခဲ့လို့ပြောလိုက်ပါတယ်။ မနူဟာလဝကရှိနေပါတယ်ကိုဒူဘိုင်းအတွက်ဗီဇာအသုံးကိုပြင်ထားဖို့ပြောလိုက်ပါတယ်။ပါတယ်ကလည်းချန်နှစ်ယောက်ကဘသူ့အတွက်လဲမေးလိုက်တော့သူမနဲ့ဒူတိုက်ပွဲဝင်ခဲ့ကြတဲ့တငယ်ချင်းနှစ်ယောက်ကိုအိန္ဒိယသွားဖို့ဝင်ခေါ်ပါတယ်။အိန္ဒိယဗီဇာမပါဘဲဒူဘိုင်းကနေအိန္ဒိယဘလို့သွားမလဲမေးတော့၂၁ရက်နေ့ဒူဘိုင်းကိုသွားမယ်။ဟာဒီနဲ့ချိန်ထားတယ်။လိုက်ချင်ရင်အထုပ်တွေပြင်ထားလို့ပြောပြီးတော့ကားပေါ်တက်ထွက်သွားလိုက်ပါတယ်။မာနူရဲ့တငယ်ချင်းတွေကတော့အိန္ဒိယကိုပြန်ရတော့မှမို့ပျော်ပြီးတော့သူ့ရဲ့ဂျဲပေါင်းမိဆိုင်ကိုလည်းရောင်းခဲလိုက်တယ် နောက်တစ်ယောက်ကလည်းစားသောဆိုင်မှာစပွဲတို့လုံရင်းနဲ့နှစ်တွေအကြာကြီးနှိပ်စက်နေတဲ့ဆန်ရှင်ကိုတန်ရှင်ရေးတုံးနဲ့ဆော့ပလော်တိခဲ့လိုက်ပါရီသူတို့အားလုံးဟာအပိုင်မဲဆိုပြီးတော့ဒူဘိုင်းကိုသွားမယ်လေးစိတ်မှပြောနေကြပါရီလေရင်ပေါ်မှာဟာရီမလာဘူးလာမယ်ညင်းခုန်နေရင်းနဲ့လွန်ခဲ့တဲ့25နှစ်စီကအတိတ်ကိုပဲပြန်ရောက်သွားခဲ့ပါရီသူတို့လေးယောက်ဟာအရင်ကလန်ဒန်ကိုအရန်သွားချင်ခဲ့ပေမဲ့အခုတော့အိန္ဒိယကိုပြန်ချင်နေခဲ့ပါပြီသူတို့အားလုံးမှာငွေကြေးပြဿနာကိုယ်စီနဲ့ဖြစ်နေပြီးတော့မာနုကတော့သူတို့အိမ်ကိုအကျွေးနဲ့သိမ်းခံသွားရပြီးတော့သူတို့အိမ်ရဲ့ဘေးဖီလေးမှနေနေရပါရီ ။ဘူထူးရဲ့အခက်အခဲကတော့သူ့အမေရဲ့ဘောင်းမီဖင်ချက်ကြီးနဲ့အလုံယုံသွားတာကိုလူတွေကြည့်နေကြလို့သူ့အမေအစားအလုပ်ကိုလိုချင်ခဲ့တာဖြစ်ပြီးတော့ဘာလီကတော့သူ့အမေရဲ့အဆက်မပြတ်ချုပ်နေတဲ့အချုပ်စကြီးဖြစ်ပါတယ်။သူ့အမေဟာစာဝင်နေရေးအတွက်အချုပ်စားရတာမို့ဘာလီဟာသူ့အမေကိုအနားယူစေချင်တာဖြစ်ပါတယ်။ဘူထူးကတော့အထက်ဆိုင်မှာအလုပ်လုပ်ပြီးတော့အထက်ဆိုင်မှာပဲလို့အလုပ်ထွက်ခဲ့ရပါတယ်။မာနုကလည်းဘော်ဘီရဲ့ဆိုင်မှာစပွဲတို့အလုပ်လုပ်ရပြီးတော့ဘော်ဘီရဲ့ကောင်းမွန်ဖြတ်ခြင်းကိုခံနေရပါတယ်။ဘာလီကတော့စပင်းညက်ဆိုင်မှာအလုပ်လုပ်ပြီးတော့အဆင်မပြေမှုတွေနဲ့အလုပ်ထွက်ခဲ့ရပါတယ်။ သူတို့ရဲ့ပန်ချက်ပြည်နယ်မှာနိုင်ငံရောင်းယောင်မိသားစုအိမ်တွေကအိမ်တိုင်းရဲ့အပေါ်မှာလေရင်ပုံလေးတွေနဲ့အတိမတ်ပြုကြွားဝါကြပါတယ်။သူတို့သုံးယောက်ကလည်းအဲ့ဒီဘဝကိုလိုချင်လို့မျိုးတွေကဗီဇာရုံးကိုလာခဲ့ကြတာဖြစ်ပါတယ်။ဗီဇာရုံးကသူတို့ကိုပိုက်ဆိုင်မှုလည်းမရှိ၊အညာရေးချင်းလည်းမရှိတော့နိုင်ငံသားသူနဲ့လက်ထပ်ဖို့လက်ထပ်မပုံတွေနဲ့နိုင်ငံသားကိုခေါ်သွားခိုင်းမယ်လို့ပြောပါတယ်။ကိုရောက်မှကွာရင်လည်းကွာလိုက်ပြီးတော့အဲ့ဒီနိုင်ငံသားဖြစ်ပြီလို့မလုံပေးနေပါတယ်။ဘာလီကိုအိမ်တော်ဖတ်ဗီဇာရအောင်လုံပေးမယ်။ဘူဒူကိုတော့အလုတ်ကင်ဗီဇာလုတ်ပေးမယ်။မာနူးကိုတော့အားကစားဗီဇာနဲ့အိန္ဒိယအမျိုးသမီးနှစ်ပန်းအဖွဲ့နဲ့လန်ဒန်ခေါ်သွားမယ်။အလုတ်ဖြစ်ပြီလို့ပြောလိုက်ကြပါတယ်။ ကိုခံပညာလေးဘာညာလေ့ကျင့်ပေးထားမယ်ဆိုပြီးတော့မြောက်လိုက်ပါသေးတယ်။သူတို့သုံးယောက်ကိုပတ်စံတသိန်းခွင့်နဲ့လန်ဒန်မြို့ကိုအရောက်ပို့တော်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဟာဒီကယထားနဲ့လာတူမြို့ကိုရောက်လာခဲ့ပြီးတော့သူ့ရဲ့စစ်သားဘဝတုန်းကကျေးဇူးရှင်ကိုလာရှာတာဖြစ်ပါတယ်။မာနုတို့ဆက်သောက်ဆန်ရှိရောက်တော့လမောင်းမှာချက်သိပ်ပုံတက်တူးနဲ့ဝန်ထမ်းတယောက်ကိုလာရှာတာလို့မေးနေပါတယ်။ မာနုတငယ်ကြီးနှစ်ယောက်ကိုဆိုင်မှာဆောင်းခိုင်းထားရင်မာနုကတော့စပွဲတို့လုံနေပါတယ်အလို့ရှင်ဘော်ဘီနဲ့ရန်ဖြစ်နေတဲ့မာနုကိုဟာဒီကကြည့်နေပါတယ်မာနုကတငယ်ချင်းတွေကိုနို့အလကားတိုက်တယ်လို့ဆွဆွဲနေတော့စိတ်တူတော့ကအလို့ထွက်တဲ့စပွဲတို့မဟုတ်တော့ဘူးစားသုံးသူဖြစ်သွားပြီလို့ပြောကစပွဲပေါ်ကိုခြေထောက်တင်ပြီးတော့ခြေပြလိုက်ပါတယ်ဘော်ဘီကစိတ်ဆိုးပြီးတော့မာနုကိုတုံးနဲ့ရိုက်မယ်အလို့မှာဟာဒီကဝင်တားပြီးတော့ဆော့ပလော်တီချလိုက်ပါတယ် မာနုကလည်းသူ့ကိုနပန်းတင်ပေးပါလို့ဆရာတင်လိုက်ပါတယ်။ဟာဒီကလည်းသူ့တီကိုလာတာလူတယောက်နဲ့တွေ့ဖို့လက်မောင်းမှာချက်သိပုံတက်တူးနဲ့လူကိုလာရှာတာလို့ပြောလိုက်တော့မာနုကသူ့တီတယ်လို့ပြောကအင်ကိုလိုက်ပို့လိုက်ပါတယ်။အင်လေးရောင်ရောင်မာနုကသူ့ရှာနေတဲ့ဝင်တန်းရဲ့ညီမဖြစ်ပြီးတော့စစ်ပွဲအတွင်းသူတန်ရာရနေတုန်းကကဲခဲ့တဲ့မာနုအကိုဟာစိတ်မကောင်းစွာနဲ့လွန်ခဲ့တဲ့နှစ်ကဆုံးဖတ်သွားခဲ့တာဖြစ်ပါတယ်။မိမတွေကလည်းဝမ်းနေပြီးတော့သူတို့ရဲ့အိမ်အသိခံရတာဟာသူ့ကိုဆုံးဖတ်သွားတဲ့အချိန်ဖြစ်တာမို့အကိုသာရှိရင်ပြန်ယူပေးနိုင်တယ်လို့ပြောပြီးတော့မာနုကတော့အဲ့ဒီအကြောင်းလေးပြောပြပေးနေပါတယ်။ သူလန်ဒန်သွားချင်တာသူတို့ရဲ့အိမ်ဆိုင်ဖို့ကိုပြန်ချိတ်ပေးချင်တာလို့ပြောပြီးတော့နှပန်းတင်တန်းကိုတင်ပေးဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဟာရီကမပြန်ပြေတော့ဘဲမာနုကိုနှပန်းတင်ပေးခဲ့ပါတယ်ဗီဇာလျှောက်ဖို့လူတွေဆေးရမှာဘိုဒူးကတော့စောက်တလွဲတွေဖြည့်ဆို့နေရင်းနဲ့ကြားသွားခဲ့ပါတယ်ဘာလီကလည်းနိုင်ငံသားသူတယောက်ရဲ့ပုံနဲ့လူတိုင်းကိုလှုပ်ရှားနေတဲ့အေဂျင့်ကြောင့်ပြီးသွားတော့သူတို့သားအချင်းချင်းမရလူမှုအရှုပ်တော်ပုံဖြစ်သွားပါတယ်အလင်းခန့်ရတဲ့အေဂျင့်ရုံးမှာတော့ဘိုဒူးဟာမာနုကိုသူစိုက်ပေးထားတဲ့ပတ်စံတွေပြန်ပေးလို့အပြောမှာအချင်းချင်းစကားတွေများကြပါတယ် ဒီလိုနဲ့ဟာရီကဝင်ဖြစ်ရှင်းပြီးပြီးတော့ဗိုလ်ထူးရဲ့မိဘတွေစီကိုပတ်စံနဲ့ကုံသွားတဲ့အတွက်မူသားဆိုတာဇလန်းဆင်ရပြန်ပါတယ်ဗိုလ်ထူးအမေဟာသူ့သားကိုခေါ်ပြီးတော့သူ့အဖွားနဲ့လန်ဒန်သွားမယ်စိတ်ကူးထားရင်အဖွားဒီပါစေဆိုပြီးတော့ကြိမ်ခိုင်းလိုက်ပါတယ်တကောင်သားများမှွေပုံကနောက်ရဲ့အဖွားလဲခောက်ကနေကိစ္စရှင်းသွားပါလေရောနိုင်ရီတဲကနေဗိုလ်ထူးထွက်သွားပြီးတော့ဘာလီလဲလိုက်သွားတဲ့အချိန်မှာလန်ဒန်သွားဖို့ထက်လိမ့်မယ်အေဂျင့်နဲ့တွေ့နေပါတယ်ဟာရီအမြန်ထားပြီးတော့အင်္ဂလိပ် IELTS စာမုပ္ပဲအောင်ရင်လန်ဒန်ကိုကျောင်းသားဗီဇာနဲ့သွားလို့ရတဲ့တဲ့ရင်ချထားတယ်အင်္ဂလိပ်စာသင်ချရဲဆိုပြီးတော့သင်တန်းကိုရောက်ချလာကြပါတယ်သင်တန်းထဲ မှာတော့စုခီဆိုတဲ့လူကရက်60နဲ့အင်္ဂလိပ်အတက်မသိဘဲဆရာကိုတချင်းတွေစုခိုင်းနေလို့ပြဿနာရှာပြီးတော့ထွက်သွားပါတယ်။ဆရာဂျီဒူးဟာအင်္ဂလိပ်မှာ first grade တက်မှလန်ဒန်မှာလူရဝင်ပြီးတော့အခြေချနေထိုင်လို့ရမှာဖြစ်ကြောင်းပြောပြနေပါတယ်။ဟာဒီကစုခီရဲ့အကြောင်းကိုသိချင်တော့ညဘက်ဝစ်စကီတိုက်ပြီးတော့အင်းမေးနေပါတယ်။စုခီကနိုင်ငံခြားကသူ့ကောင်မလေးဂျာစီနဲ့တွေ့ချင်တာဖြစ်ပြီးတော့ဂျာစီကိုသူ့ယောက်ျားကနှိပ်စက်နေလို့ပြန်သွားခေါ်ရမယ်အကြောင်းကိုပြောနေတာဖြစ်ပါတယ်။အရက်တွေအမူးလုံနေကြပြီးတော့သူတို့ဟာဂျာစီအဖေးအိမ်ကိုခဲနဲ့ပေါက်ပါလေရော။အိမ်မပြီးထုမိတော့ပြဿနာတက်ဖို့တိတိလေးပဲလိုပါ တော့တယ်။ဟာဒီကလည်းအဲ့ဒီခန်းစားချက်ရှိတော့တချိန်ကသရိုးသားဝစ်စုံနဲ့သူတယောက်ထဲကြံခဲ့တဲ့အဖြစ်ကိုစဉ်းစားပြီးတော့ဂျာစီအဖေအစ်စ်အင်ကိုခဲနဲ့ထူပြီးတော့တောင်းကျမ်းမယ်အလုံးမှာမာနုကဆဲခေါ်သွားပါလိမ့်။မနဲ့ရောက်တော့အမူးလုံးနေကြတဲ့သကောင်သားနှစ်ကောင်ဟာရေချိန်မကိုက်ဖြစ်နေပါလိမ့်။ဆရာကတော့စာဆက်တင်နေပြီးတော့ဟာဒီကိုစာမေးကဂျိုကာလို့ပြောလိုက်တော့တဒန်းလုံးဝိုင်းရကြပါလိမ့်။မာနုကလည်းကြောင်းခဲတဲ့ကနေဂျီတူးကိုရန်လုပ်ပြီးတော့ဟာဒီကိုဆဲခေါ်သွားပါလိမ့်။ညဘက်လေရောက်ရောက်အင်္ဂလိပ် listing club ကိုနှတ်တက်နေကြပြီးတော့ရုပ်ရှင်တွေကကောင်မလေးကိုမင်းသားကလက်ထပ်ခွင့်တောင်းတဲ့အခန်းကိုကြည့်ပြီးတော့မာနုကမျက်ရည်ဝဲနေပါတယ်။ဒါကိုဟာရီကမာနုကို စိတ်ဝင်စားပြီးစကားတွေဖော်ပြောကဆက်လည်လာခိုင်းလိုက်ပါတယ်။နောက်ရက်တင်တဲ့အခန်းထဲလဲရော်ရော်စောက်ခီအောင်ဆရာကြီးတို့ကိုအငဲခါကျွန်တော်တို့လက်တာချက်တလို့မျိုးကွက်လက်နေရာမှာနာမည်ထည့်ယူပြီးတော့2မိနစ်စာစုပြလိုက်ပါတယ်။ဆရာကလည်းသူတို့အားလုံးကိုချီးကျူးလိုက်ပြီးတော့လူတွေဗီဇာဖြေခိုင်းလိုက်ပါတယ်။သူတို့အားလုံးလွယ်လွယ်ချွတ်ချွတ်နဲ့အင်တာဗျူးဖြေပြပြီးတော့အားလုံးတဲမှာမှဘာလီဟာဗီဇာအောင်သွားခဲ့ပါတယ်။စုခေကတော့ကော်မလေးဂျာစီနဲ့တွေ့ရင်နေတာနဲ့အရက်တွေတောက်ကဂျီတူရဲ့အေဂျင့်ကြောင့်ကြောင့်ဝင်ရှုပ်ပါရီအဲ့ဒီချိန်မှာဟာရီကဝင်ဆွဲပြီးတော့ဘာလီလန်ဒန်ရောက်ရင်မင်းကိုဖုံးဆက်လိမ့်မယ်ဂျာစီလေးစားပေးလိုက်တယ်လို့ပြောလိုက်ပါရီ ဲ့ဒီရက်ကလေးကစုခီဟာဖုံးဆိုင်တန်းမှာသွားကြည့်ပြန်ကြည့်လုပ်နေပါတယ်ဆရာဂျီတူကလည်းစုခီကိုတရားမဝင်ခိုးဝင်ကနေပြီးတော့လန်ဒန်ကိုအရောက်ပို့ပေးမယ်နေဆက်တွေတောတွေတောင်တွေကိုဖြတ်ကျော်ပြီးမှခရီးချမ်းနဲ့သွားရမှာလို့ပြောနေတော့လန်ဒန်ကဖုံးဝင်လာတယ်လို့အော်တန်ကြောင့်ပြေးကင်လိုက်ပါတယ်စုခီရဲ့မျောလင်းချက်ဟာသိဆုံးသွားခဲ့ပြီးတော့ဂျာစီဟာလန်ဒန်မှာသူ့ကိုယ်သူသက်တည်သွားကြောင်းသတင်းသိလိုက်ရတာဖြစ်ပါတယ်လောင်မြိုက်နေတဲ့ရေနံစီမိဘကိုယူပြီးတော့ရေနံစီလေးလောင်းကသူ့ကိုယ်သူအရှင်လက်လက်မိရှို့လိုက်ပါတယ်ဟာဒီချင်းပြီးလာခဲ့ပြီးမှအသက်မမီလိုက်ဖဲသိဆုံးသွားပါတော့တယ်မိလက်ဂျူနေတဲ့အချိန်မှာဟာဒီဟာ မာနုနဲ့ကျန်တငယ်ချင်းတွေကိုခေါ်ပြီးတော့နေဆက်ကိုဖျက်ကလန်ဒန်ကိုအရောက်ပို့ပေးမယ်လို့ကတိပေးလိုက်ပါတယ်သူတို့ရဲ့အိန္ဒိယမှာလန်ဒန်သို့ခရီးစဉ်စပြီးဖြစ်တာမို့အဖွဲ့သားတွေကတယောက်ဟာအမိမိရဲ့မြေကြီးတွေကိုခွက်ကလေးနဲ့သေးသွားပါတယ်လေနဲ့သွားနေရင်းနဲ့တောင်တုံးတနီးယာလုံချုံရေးကင်းတဲ့ကိုမြင်လိုက်တော့အေဂျင့်တမားကိုပြန်ခိုင်းပြီးတော့ရေပိုက်တွေနဲ့အသက်ရှူကောရေရောက်ထဲကိုနှစ်ရက်ကြာအောင်လမ်းလျှောက်လာခဲ့ရတာဖြစ်ပါတယ်ပါကစ္စတန်နေဆက်ကိုလည်းရောက်ရောနောက်အေဂျင့်နဲ့ဆက်သွယ်ပြီးတော့ကိုရီနာကားနဲ့လိုက်သွားခဲ့ရပါတယ်မနက်တန်တွေဘုံပြတန်တွေကြားကနေခိုက်ခက်ခက်သွားလာခဲ့ရပြီးတော့ နောက်ထပ်တူရကီနေချောင်းကိုငွေပေးပြီးတော့ဖြတ်တန်းရပြန်ပါတယ်။တူရကီနေဆက်လက်ရောက်ရောနေချောင်းဆောင်စစ်သားတွေနဲ့တွေ့ပြီးတော့သူတို့တွေက၃ယောက်ကတော့အပြစ်ခံရပြီးတော့ဒေသုံသွားပါတယ်။ဟာဒီတို့ကိုဖမ်းထားကမာနူးကိုရုပ်မာမယ်အလုံးမှာဟာဒီဟာစစ်သားတွေကိုတနက်နဲ့ပြန်တက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့၃ယောက်ဟာရထားတစ်စင်းနဲ့လန်ဒန်ကိုသွားဖို့ကိုရီနာစီသွားရပြန်ပါတယ်။ကိုရီနာထဲမှာသူတို့လိုလူတွေနဲ့ကြုံတွေ့ရပြီးတော့မွန်ချက်တဲ့ကိုရီနာကြီးထဲမှာ28ရက်ကြာဖြတ်တန်းခဲ့ရပါတယ်။ဒီလိုနဲ့အင်္ဂလန်သင်္ဘောစိတ်ရောက်ရောလန်ဒန်မြို့ရင်းကိုခုခုကနဲ့လိုက်သွားခဲ့ရပါတယ်။ ကောက်ဖုံးတွေဆိုဖာတွေနဲ့မွေးရာတွေမကျအကုန်လူတွေပုန်းခိုထည့်ခဲ့ရပြီးတော့လူရရောက်ဖို့လိုက်လာခဲ့ရပါတယ်။ဒီလိုနဲ့နေရာတနေရာမှာခွေးကြောင်းနေရင်လည်းအပတ်ဖြစ်ထွက်လာတဲ့သူတွေနဲ့တွေ့ပြီးတော့ဗန်နိုင်ငံလေးမိလိုက်တော့ရုရှားဆိုက်ဘေးရီးယားလွင်ပြင်အင်္ဂလန်နိုင်ငံလို့ပြောလိုက်တော့သူတို့အားလုံးလန်လန်ရောက်ပြီဆိုပြီးတော့ပြောနေကြပါတယ်။လန်လန်နိုင်စင်ကြီးနားလေရောင်ရောင်ဟာရီဟာမာနုကိုပါလာတဲ့လက်စုပ်လေးနဲ့လက်ထက်ခွင့်တောင်းမယ်အလို့မှာဘူဒူကူလို့ခေါ်လိုက်လို့သွားကြည့်တော့လန်လန်မျိုးရဲ့မျိုးလေကောင်းမှာဘာလီယာရုပ်ထုလုပ်ပြီးတော့သံတောင်းသားလှူစားနေတာဖြစ်ပါတယ်။ ပါလီတို့ဟာအဲအခန်းချင်းလေးထဲမှာလူအယောက်90တရာနေရပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေဟာဒီလေးထဲမှာစုပြီးတော့နေထိုင်ကြတာဖြစ်ကြောင်းပြောဆိုနေတာဖြစ်ပါတယ်။ဟာဒီကလည်းစိတ်တူပြီးတော့ပါလီကိုပုံထဲမှာပြတော့မင်းအိမ်နဲ့မင်းကားဆိုပြီးတော့ပြောတယ်။လူတွေကမလုံးပေးပြီးတော့လာခိုင်းတယ်။ခိုးဝင်လာရင်တငယ်ချင်းတွေသေးသွားကြတာကိုပြောပြနေခဲ့တာပါ။ဟာဒီကလည်းဒီလိုမှမပြောရင်သူတို့မိဘတွေကသက်သေသွားမှာပေါ့။ လန်ဒန်လိုနေရာကြီးထိရောက်လာပြီးတော့သရောင်းသားလုပ်နေရတယ်လို့တွေးပြီးတော့မျိုးထဲမှာအရှက်ရကကောင်းမဖို့နိုင်ကြတော့မှလို့ပြောပြလိုက်ပါတယ်။သူတို့ကလန်ဒန်မှာရရအလုပ်လေးတွေကိုယ်စီလုပ်နေကြပြီးတော့နောက်တစ်ရက်ညမှာတော့သူတို့နေထိုင်တဲ့တရားမဝင်နေရာကိုရဲတွေဝင်စစ်တော့ထွက်ပြေးရပြန်ပါတယ်။နိုင်ငံကြီးကိုလည်းရောက်ရောလွဲကူမဲ့အထင်းနဲ့ပူခတ်ခဲနေကြပါတယ်။ဟာဒီဟာအိမ်ပြန်မဲ့အလုပ်မှာမာနုကသူ့ကိုစာနာပြီးတော့သူတို့နေပြီးပါလို့တောင်းဆိုလိုက်ပါတယ်။နောက်ရက်ရှိနေပါတယ်နဲ့ဆုံမိပြီးတော့ဒီနိုင်ငံမှာအချက်သုံးချက်နဲ့မှနေခွင့်ရှိတယ်။ပထမတစ်ချက်ကြောင်းသားဗီဇာလိုတယ်။ မရှိရင်ဒုတိယတစ်ချက်အိမ်အောင်သိပြီသာဒီနိုင်ငံသားနဲ့လက်ထပ်ပြီးတော့တလနေရင်ကွဲလိုက်ဒါဆိုနိုင်ငံသားဖြစ်ပြီလို့ပြောလိုက်ပါတယ်မာနုကိုစေစမယုံနဲ့လူနဲ့ပေးစားမယ်ပြောတော့မာနုကလက်မခံတော့သုံးအချက်ကိုမေးလိုက်ပါတယ်ဒါဆိုရင်တော့အိန္ဒိယမှာအတန်အနေရဆိုးရင်ရတယ်လို့ပြောပြီးတော့ဒီနိုင်ငံမှာခလုံးကွင်းတောင်းရင်ရတယ်လို့ပြောလိုက်ပါတယ်မင်္ဂလာပွဲလေရောင်ရောလက်ထပ်အထမြောက်မယ်အလုံးမှာနှခမ်းနဲ့အချင်းချင်းနန်းခိုင်းကြလို့ပြဿနာတက်သွားပါတယ်ရဲတွေရောက်လာပြီးတော့ဖမ်းခေါ်သွားတာခံရပါတော့တယ်နောက်နေ့စုခေရဲ့အယိုးပြကိုပြပြီးတော့နိုင်ငံကအန္တရာယ်ရှိနေလို့ခလုံးကွင်းတောင်းတာပါလို့ပြောခိုင်းလိုက်ပါတယ် အာရီတော်တရားဝင်မှာဟာရီဟာအိန္ဒိယရဲ့စစ်သားတအုပ်ဖြစ်တာမို့အလဲညာတွေမပြောဘူးဆိုပြီးတော့ခလုံးခွင့်မတောင်းပဲအိန္ဒိယကိုပြန်ဖို့ခံရဖို့ဆုံးဖြတ်လိုက်ပါတယ်မာနုဘူတုနဲ့ဘာလီဟာနိုင်ငံသားဖြစ်ခွင့်ရသွားပါတော့လေဒီလိုနဲ့သူတို့ရဲ့အိမ်မက်ဟာနိုးထလာခဲ့ပြီးတော့အစင်တပြေဖြစ်နေကြတဲ့သူတို့ဟာအမိမိဖြစ်တဲ့အိန္ဒိယကိုပြင်းပြင်းစိတ်တွေဖြစ်လာခဲ့ပြန်ပါပြီဒီကြတဲ့ဆက်ဆော့ဆိုင်မှာမာနုဟာအုံနောက်အကျက်ရောဂါကြောင့်တလားပဲနေရတော့မှဖြစ်တယ်လို့ပြောလိုက်ရောဟာရီဟာသူတို့ကိုလင်းရင်နဲ့အိန္ဒိယကိုလိုက်ဖို့မယ်လို့ကတိပေးလိုက်ပါတယ်ဒူဘိုင်းအေဂျင့်နဲ့တွေ့ပြီးတော့အိန္ဒိယအဝေးစားတွေဟိုတယ်ကိုလာဖို့ခိုင်းကောင်သူတို့အားလုံးကွန်တိန်နာနဲ့လိုက်သွားကြပါတယ် ကိုရီနာပေါ်လေးရော်ရော်အေဂျင့်ရဲ့အလင်းခန်းရပြီးတော့လန်ဒန်ကိုရောက်ဖို့နှစ်ပတ်ကြာပဲဆိုပြီးတော့ကားမောင်းထွက်သွားပါတယ်။ဒီလိုနဲ့အလင်းရခန်းရပြီးဆိုပြီးတော့ဖုန်းဆက်တော်ဒူဘိုင်းရဲတွေရဲ့စစ်စစ်ခံရကအဖမ်းခံလိုက်ရပါတယ်။သူတို့ဟာအိန္ဒိယအဝယ်စားတွေနဲ့အင်္ဂလန်နိုင်ငံသားတွေဖြစ်ကြောင်းပြောပြတော့လည်းမယုံကြတာမို့ဒူဘိုင်းရဲကြီးဟာသူတို့ကိုအချင်းမထင်းနဲ့သူအယူမဟုတ်ဘူး။မင်းတို့အားလုံးကိုနှစ်ပတ်နေရင်အိန္ဒိယကိုလေရင်နဲ့ပြန်ပို့ပေးမယ်လို့ပြောလိုက်ကြပါတယ်။အဲဒီတော့မှဟာရီနဲ့အေဂျင့်တို့လဝါချင်းရိုက်ထားတာမှတငယ်ချင်းတွေသိလိုက်ကြပါတယ်။ နှစ်ပတ်နေတော့လေရင်ပေါ်ရဲတွေကတင်းပေးမယ်အလုံးမှာသူတို့အားလုံးဘာကြောင့်မပြောနေကြတာလဲမေးတော့ဘူဒူးကဝေးရမီပြန်ရတော့မလို့ပြောလိုက်ပါတယ်အားလုံးအိန္ဒိယပြန်ရောက်သွားခဲ့ကြပြီးတော့ကိုစီအိန္ဒိယနဲ့နှုတ်ဆက်ကမိဘတွေစီပြန်လာခဲ့ကြပါတယ်မာနုကလည်းအိမ်ကိုရောက်တော့အဖေနဲ့အမေစီပြေးဖက်လိုက်ပါတယ်ညာဘက်လည်းရောက်ရောက်မာနုနဲ့ဟာဒီဟာသာသာတော်မှာစကားတွေပြောနေရင်လည်းဟာဒီလက်ထက်ဝင်တောင်းလိုက်တော့မာနုလက်ခံလိုက်ပါတယ်ဒါပေမဲ့မာနုကအသက်ဆုံးပါသွားခဲ့ပါပြီနောက်ဆုံးတော့သူတို့အားလုံးဖြစ်ချင်တဲ့အမိမိမှာအသက်ဆုံးပါသွားကြရတော့မှဖြစ်ပါတယ် မွေးရမည်ဆိုတာကျွန်တော်တို့အားလုံးအတွက်ခလုံးကအလွန်ကြုံဆုံးနေမည်လေးဖြစ်ပါတယ်ဒီတော့ကိုယ်နိုင်ငံကိုပြတ်သွားပြီးတော့နိုင်ငံခြားမှနေချင်းသူများဒီဇလန်တွဲလေးကိုကြည့်ပေးကြဖို့တောင်းဆိုခြင်းပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ recap လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် like and follow လုပ်သွားပေးဖို့တောင်းဆိုခြင်းပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတရှိပါတယ်ခင်ဗျာ